လူတွေရဲ့ဟော်မုန်းတွေမှာထိတွေ့ဟော်မုန်းဆိုတဲ့ခံစားမှုဟော်မုန်းကအမျိုးသားတွေအတွက်အလွန်အရေးပါတဲ့ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ဒီဟော်မုန်းကလူကြီးလူငယ်မရွေးလိုအပ်တဲ့ပမာဏထက်နည်းနေမယ်ဆိုရင်လိင်စိတ်ညော့နေခြင်း၊ပန်းသိပ်ပန်းညှို့ဖြစ်ခြင်း၊ခန္ဓာကိုယ်အားနည်းပြီးပင်ပန်းနှွမ်းနေခြင်း၊ကြွက်သားတွေလျော့ကျခြင်းစတဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။အခုချိန်မှာတဲ့အနေနဲ့ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင်စိတ်ပူစရာမလိုပါဘူး။အရင်ကြီးတိုင်းရင်စိတ်တိုင်းကလေးထွက်ဆိုးကျိုးမရှိဘဲတောက်တုံးနိုင်တဲ့မျိုးသားအားတိုးစီကိုထုတ်လုပ်ပေးထားပါတယ်။ဒီမျိုးသားအားတိုးစီကို တောက်တုံးပါကရင်ကားထပ်ပုံမူဖြက်လက်ကျမ်းမာလာမှာဖြစ်ပြီးတော့မာကြီးရှည်ဆိုတဲ့စကားတိုင်းဆက်ဆံပေါ်နဲ့တွေ့တဲ့အခါဒိန်တန်ကပုံတော့ရှိလာမှာဖြစ်ပါလေ။အမခန်နဲ့ရောင်းချပေးနေတဲ့ဒီမျိုးသားအတူစီကို ပုံမှန်မြွေဝဲတောက်တုံးပါကအိပ်ပျော်စားကောင်းပြီးအသားရည်ကိုပုံမူကျစ်လက်လုပြလာမှာဖြစ်ပါလေ။ဒါကြောင့်ခန္ဓာကိုယ်ရဲ့အသွေးပိုင်းကနေရောကြနေတဲ့ခံစားမှုဟော်မုန်းကိုအစ်စ်တပံတိုးမြင့်ပြီးမဲ့အရင်ကြီးတိုင်းရင်းစီးတိုက်ကထုတ်တဲ့မျိုးသားအတူစီကိုအခုပဲဆောင်ထားလိုက်ပါ။တီးကျင်လို့ဒီဘယင်ကြီး